ောက်တယ်ဒီလိုရှိနေတဲ့အချိန်မှာမမလိုမျိုးကိုပြလိုက်တဲ့ခွန်အားတွေပေးခဲ့တဲ့အခါကျတော့အဲဝမ်းသာလို့လည်းငူလာဖြစ်တယ်။မမလေးကိုဘာပဲဖြစ်ဖြစ်စိတ်ပြကြောက်ကြမလို့ဘူး။ချုံပေးကြတယ်မလို့။နောက်ပြန်လဲကြတယ်မလို့။ဟိုမှာရွယ်ချက်ပန်းနိုင်ရှိပြီဆိုရင်အဲ့ဒီပန်းနိုင်ကိုဘာထက်ခဲ့လဲရှိမလို့နောက်ချက်လည်းရှိရအောင်သွားပါလို့ အောင်မြင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ညီမလေးခင်ဗျားတို့ကပြန်မူရလူဆိုတည်ရပေါ့နော်ဘလောက်တိဘလို့ပြောမလဲဝန်းနေအားငယ်တတ်တာတင်ငယ်စိတ်တွေရှိရပေါ့ပြီးတော့ကို first time ပြန်နေဆိုရင်ဒီပြန်ပွဲအကြောင်းတွေဘာမှမသိဘူးဘလို့လို့ရလဲဘာညာမသိတဲ့အခါကျတော့ပို့ပြီးတော့တင်ငယ်စိတ်တွေများရဲဆိုတော့ညီမလေးလည်း first time ဖြစ်တဲ့အတွက်ကြောင့်မလို့အားမငယ်နဲ့လို့ပြောချင်ပါတယ်ဒီနေ့ပေါ့နော် Miss Universe မြန်မာ2025ပြည့် press conference ပေါ့နော် ဝယ်တက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါမျိုးဒီ MUM 2025ရဲ့ press conference ပေါ့နော်အာညီမလေးအားလုံးကိုလာအပ်ပြရဖြစ်ပါရဲ့ရှင်။ညီမလေးကတော့မစ္စနီဘက်ကမော2025မဟုတ်တော့ဆက်နေဖြစ်ပါလိမ့်ရှင်။အာညီမလို့တည်ရတာကြောင့်ပုံမှန်အားရှိပါပေါ့။ချင်းမှာစနီယာမလေးအားရှိသေးရဲ့တော့ကိုယ်ကမရှိသေးစမှာ။အာပုံမှန်အားရှိရလို့ခံခံစားရတယ်ပေါ့ကွာ။ဟုတ်လို့။ညီမလေးကိုခုနကပြောနေတာပေါ့နော်။နှစ်ယောက်လုံးအားပေးနေတာပေါ့နော်။ပြိုင်ပွဲဆိုတာပေါ့။ ဟိုအခက်ခဲလေးအများကြီးရှိရပါတော့အမတို့ကလဲတော့လည်းအခက်ခဲလေးအများကြီးရှိခဲ့တယ်ပြီးတော့ဘယ်လိုပြောမလဲအရှုံးပေးခြင်းစိတ်တွေရှိခဲ့ပါဗျဒါပေမဲ့ကိုကဒီဘောခုနမဆက်လီမပြောလို့မျိုးပါပဲကိုဒီတိုက်ပွဲကိုဝင်သွားပြီဆိုရင်အဆုံးထိချက်ဖို့လိုရပါတော့နော်အားတင်ဖို့ပြောပေးနေပါတယ်ဟုတ်နေရညီမလေးကဒီနေ့ဆိုလို့ရှိရင်သူ City Director မပါဘူးမပါတော့ဘယ်လိုပဲဖြစ်ဖြစ်သူငယ်လည်းငယ်သေးရပါတော့အဲ့ချိန်မှာသူရှိမှာပဲတကယ်လို့အားငယ်စိတ်ဒါသူ့ရဲ့ပထမဦးဆုံးအတွေ့အကြုံဆိုတော့လေအဲ့ချိန်မှာသူ စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့မိုးလို့မြင်တော့သူပြန်ပျော်သွားတဲ့စိတ်ပေါ်မှာသတိထားမိလိုက်တယ်။အဲကြောင့် fighting လို့အောက်ကနေညီမလေးလို့ခုနကသူနေကြရဲနားလေပါရဲ့ညီမလေး။ဒါပေမဲ့လည်းညီမလေးလို့တောင်သူစခဲ့ပြီးခြေလမ်းဒီခြေလမ်းဘယ်တော့မှနောက်ပြန်ဆုံးလို့မရဘူးခဏခါရှုံးခံပါတယ်။အဲကြောင့်ငါညီမလေးကစခဲ့ပြီးသွားပြီးဆုံးတဲ့အထိဒါဘလိုပဲဖြစ်ဖြစ်အဆက်ခဲ့တယ်လို့ပြောဆက်ရှောက်ရအောင်။နောက်ပြန်လည်းမရဘူး။အားပေးရပါတော့နော်ကိုညီမလေးကိုစိတ်ခွန်အားရေးကြည့်ရအောင်။အဲဘယ်လိုလဲဆိုတော့ကိုကအဲဝမ်းတောင်လူလည်းဖြစ်တယ်ပေါ့နော်။ အဲကိုတောက်တဲ့ဒီလိုရှိနေတဲ့အချိန်မှာမမလိုမျိုးကိုပြလိုက်တဲ့ခွန်အားတွေပေးခဲ့တာကြောင့်အဲဝမ်းသာလို့လည်းငူလာဖြစ်တယ်ဒီလိုဖြစ်ခဲ့လဲဆိုတော့အကွာစိတ်တိုက်တာလည်းမပါခဲ့ရတော့ကိုတောက်တဲ့ဖြစ်နေတဲ့အချိန်မှာပြီးမှာကွာမမတို့ကခွန်အားတွေစကားပြောပေးခဲ့တာကြောင့်အရန်ဝမ်းအတိုင်းအထိဝမ်းသာမိပါတယ်ဟုတ်အဲ့တော့တောက်တဲ့ဖြစ်နေတဲ့မျိုးထင်းနေလို့ပေါ့နော်ရန်ကုန်ပထမအဦးဆုံးရောက်တာလည်းဖြစ်တယ်ပြီးတော့ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဓာတ်တူရဲ့ပထမအဦးဆုံးအတွေ့အကြုံဆိုတော့သူ့မှာ ခံစားချက်တွေအများကြီးရှိမှာပေါ့နော်အဲကြောင့်မဖြစ်ပါဘူးတယောက်သားပါယူလို့ကိုတယောက်တည်းလဲသူစားရမှာပေါ့ဒီဥစ္စာကြောင့်အဲလိုက်ထိုက်တာမရှိမှပဲမဟုတ်ဘူးပေါ့နော်ကိုတယောက်တည်းသူစားရမယ့်အရာဆိုတော့ဟာတင်စားရမယ်ကိုတယောက်အနားမှာလဲမရှိရဲဆိုတော့ကိုကိုခွားရှိပါမရှိတတ်နိုင်ဆိုတော့အကောင်းဆုံးကတော့ဂျူးစားဖို့မရှိမြမအာညာစားစီလောက် အဲကိုအားရရှိလာမှာเนาะအသက်နိုင်ဆုံးကြိုးစားဝမယ်လို့ပြောချင်ပါတယ်ရှင်။ဟာမိုးဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့သူ့ပြေဝစီချင်တာစိတ်သက်ခွန်အားရပေါ့เนาะ။ဟာမိုးတို့အားလုံးကအတူတူပဲမြမလေးနဲ့ဆိုလဲဘုံဘုံမှာမိုးပြိုင်မပြိုင်ငင်ကလေးကဆရာကောင်းမြတ်အောင်ရှင်မှာမိုးတို့သူတို့ကားကြတဲ့ကောက်ဝဲတွေတူတူချင်းခဲ့တဲ့ကလေးလေးတွေပဲဒါ၃နှစ်၄နှစ်၃နှစ်ကြာသွားမှလားသူဒီအရွယ်ဖြစ်လာတာပေါ့เนาะ။အဲအကြောင်းကိုမိုးကိုယ်တိုင်ကလည်းဘယ်လိုကြိုးစားခဲ့ရလဲဘယ်လိုဖက်တန်းခဲ့ရလဲသူတို့အကုန်သိရယ်။ကကြီးကလည်းအားရအကုန်သိရယ်။အားကြောင့်မိုးမလေးကိုဘာလို့ဒီစိတ်ပြတ်ကြကြမလို့ခုံပေးကြတယ်မလို့နောက်ပြန်လဲကြတယ်မလို့ ပုံမှန်ယူရချက်ပန်းနိုင်ရှိပြီဆိုရင်အဲ့ဒီပန်းနိုင်ကိုဘာခက်ခဲလဲရှိဘလို့နောက်ချက်လဲရှိရအောင်သွားပါလို့အောင်မြန်မာစီလို့လည်းဆုတောင်းပေးပါတယ်ညီမလေးခင်မလေးတူတူပါပဲအဓိကစိတ်သက်ကိုကြက်ခိုင်မှုလိုရပါတော့ခင်မတို့ကပြန်မူရလူဆိုတည်ရပါတော့ဘလောက်တိဘလို့ပြောမလဲဝန်းနေအားငယ်တတတင်ငယ်စိတ်တွေရှိရပေါ့ပြီးတော့ကို first time ပြန်နေဆိုရင်ဒီပြန်ပွဲအကြောင်းတွေဘာမှမသိဘူးဘလို့လို့ရလဲဘာညာမသိတဲ့အခါကျတော့ပို့ပြီးတော့တင်ငယ်စိတ်တွေများရဲဆိုတော့ညီမလေးလည်း first time ဖြစ်တဲ့အတွက်ကြောင့်မလို့ အမငယ်နဲ့လို့ပြောချင်ပါတယ်ဟုတ်ကိုကိုကူးကျဲမျိုးရှိနေတယ်ဆိုဒီမမကြီးပဲရှိပင်ညာအကောင်းဆုံးသမီးကိုဘယ်လိုသွားရမလဲဘာလုပ်ရမလဲစာကုန်ဆက်ဆုံးပြောပြပေးရဆိုတော့အာဒီစီနီယာကောင်းနေပါဟုတ်ကဲ့ပါအာမိုးတို့ညီမ၃ယောက်ပေါ့နော်ဟိုပမောကူစားပြုရနေစူးစားခဲ့ကြတဲ့ညီမ၃ယောက်ပါပဲမိုးညီမလေးကိုလည်းအားပေးပေးကြပါမိုးကိုလည်းဆက်ပြီးတော့ချစ်ခင်အားပေးပေးကြပါလို့ညီမလေးမေတ္တာရခင်ပါရဲ့ရှင်ခင်ပါရဲ့ညီမလေးပေါ့နော်တန်ဆက်ပမောကူစားပြုလေးအားပေးပေးကြပါအောင်လို့ပြီးတော့ဒီနေ့ Miss Universe မြန်မာမှာလည်းဘလို့ challenge အစ်စ်တွေနဲ့ဘယ်လိုလေးဖြစ်သွားမလဲဆိုတော့လေကြည့်ပြီးတော့အပြည့်ပြကြပါအောင်ပါဒါလေးပြချင်တာပေါ့နော်အခုလို့အဲပုံပုံမှာလည်းဖက်ခေးရရှိရဈာနေမှာညီမလေးအခုလို့တက်နိုင်ငန်းစမ်းရှိတော့ပုံအစမ်းကိုကျူးစားပါမလို့ညီမလေးကိုလည်းအပြည့်ဝိုင်းရင်ပြကြပါအောင်လို့ပြောချင်ပါတယ်ရှင့်ဒါညီမလေးဒီမှာရှင်ဒီမှာရယ်